ဆုံးမစကားတမတရားထိနံပါတ်1အတင်းမပြောပါနဲ့နံပါတ်2အရေးကြီးတဲ့ကိစ္စတွေမှာခလေးဆန်စွာမဆုံးဖြတ်ပါနဲ့နံပါတ်3တင့်ရဘွားကို အပြစ်မတင်ပါနဲ့နံပါတ်4အမှန်တရားကိုဖုံးကွယ်မထားပါနဲ့နံပါတ်5အသိမဲ့ပြုတင်တဲ့အရာတွေကိုဥပိ္ပခါမပြုပါနဲ့နံပါတ်6သူတစ်ပါးရဲ့လျှို့ဝှက်ချက်ကိုထုတ်ဖော်မပြောပါနဲ့နံပါတ်9 အရေးကြီးတဲ့ကိစ္စတွေကို message ပို့ပြီးအကြောင်းမကြားပါနဲ့ number 6လောက်နိုင်နေဆိုရိုက်လောက်တဲ့နဲ့မထွန်ပါနဲ့ number 9မကောင်းတဲ့အမှုကျင်တွေကိုစောက်ကင်မထားပါနဲ့ number 10အခွင့်အရေးကောင်းတွေကိုလက်လွတ်မခံပါနဲ့ number 17ဘာကိစ္စပဲဖြစ်ဖြစ်ရေးတူမတွေးပါနဲ့ number 12အစိုးရရဲ့နောက်မှာအကောင်းတွေရှိနေတယ်ဆိုတာကိုမမေ့ပါနဲ့ number 13 အကောင်းဆုံးတွေကိုမျှော်လင့်နေတဲ့အချိန်မှာအဆိုးဆုံးတွေအတွက်ပြင်ဆင်ထားဖို့လည်းမမေ့ပါနဲ့နံပါတ်14ဘဝရဲကပထမဆုံးအမှတ်တရတွေကိုမမေ့ပါနဲ့နံပါတ်15ပန်းနိုင်အတွက်စံပြပုတ်ကူထားဖို့မမေ့ပါနဲ့နံပါတ်16ကောင်းမောင်းနေရင် message မပို့ပါနဲ့နံပါတ်19ဆရာဝန်ကိုမညာပါနဲ့နံပါတ်18တမိုးရှိရဲ့အရာတွေဟာလွယ်လွယ်နဲ့မရနိုင်တာကိုမမေ့ပါနဲ့နံပါတ်19 ကျေးဇူးတရားတွေကိုထုတ်ဖော်ပြောဆိုဖို့ဝန်မလေးပါနဲ့နံပါတ်20အွန်လိုင်းပေါ်မှာလေအချိန်မပြုံးပါနဲ့နံပါတ်21အချိန်ဤအရာတွေနဲ့အချိန်ကုန်ခံပြီးမကြိုးစားပါနဲ့နံပါတ်22ကိုယ်တမိုင်ကိုရေးဖို့မမေ့ပါနဲ့နံပါတ်23အခွင့်အရေးဆိုရက်တကားပေါက်ကိုတွင်အချိန်မဆွဲပါနဲ့နံပါတ်24ဆရာချက်တမှုမရှိပဲဘာမှမလုပ်ပါနဲ့နံပါတ်25 ထူးခြားခြင်းသူများနဲ့မတူတာတွေလုပ်ဖို့မတွန့်ဆုတ်ပါနဲ့။နံပါတ်26အလေးထားမယ့်နေတွေကိုမပြတ်ကွက်ပါနဲ့။နံပါတ်29အလုံးနဲ့ကိုယ်ရေးကိုယ်ရာကိုမယောထွေပါနဲ့။နံပါတ်28မိစေတရဲ့ရှိမှမိစေဟောင်းရဲ့အကြောင်းကိုမကောင်းမပြောပါနဲ့။နံပါတ်29ဝန်ထမ်းတွေကိုအလေးထားဖို့မမေ့ပါနဲ့။နံပါတ်30လူအများရဲ့ရှိမှကိုကိုကိုအမှုမတင်ပါနဲ့။နံပါတ်31 ကြောက်မရမယ့်ကိစ္စတွေမှာဘယ်တော့မှနောက်မကျပါနဲ့နံပါတ်32မှန်ကန်တဲ့လမ်းကိုရှောက်ဖို့အတွက်တွန်းဆုံနေပါနဲ့နံပါတ်33ချစ်သူနဲ့လက်ထပ်တာဟာသူ့ရဲ့မိသားစုနဲ့ပါပေါင်းစည်းလိုက်တယ်ဆိုတာကိုမမေ့ပါနဲ့နံပါတ်34ဒုက္ခရောက်နေသူကိုတွန်းအားမပေးပါနဲ့နံပါတ်35တစ်ဖက်သားရဲ့အခြေအနေမှန်ကိုမသိဘဲပြစ်တင်စကားမဆိုပါနဲ့နံပါတ်36မျိုးရုပ်ကုန်ကိုဆက်လက်ထင်သိမှုမမေ့ပါနဲ့နံပါတ်39 ပြဿနာတွေကိုမဖန်တီးပါနဲ့နံပါတ်38ကျေးဇူးတင်စကားကို အရှိကြီးမပြောပါနဲ့နံပါတ်39လောကရန်ကိုမမိထားပါနဲ့နံပါတ်40ခိုးကြံခိုးဝမလုပ်ပါနဲ့နံပါတ်41ငွေကြေးကိုပေါပေါဆဆမသိမ်းဆဲပါနဲ့နံပါတ်42တင့်မွေးနေဟာတင့်အမေအတွက် အထူးနေ့ဆိုရလေမမိပါနဲ့နံပါတ်43အသေးဖွဲပဲဖြစ်နေပါစေစိတ်ဓာတ်ရင်းကို အလေးထားဖို့မမိပါနဲ့နံပါတ်44 ကျင်နာမှုကတင်းပွားတစ်ချောင်းလုံးကိုအကျိုးပြုမဲ့အမှုကျင့်ဆိုတာမမေ့ပါနဲ့နံပါတ်45သူများကိုချီးကျူးပါကိုကိုကိုနှိမ်ချဖို့လည်းမမေ့ပါနဲ့နံပါတ်46ကြီးသူကိုရိုသေဖို့မမေ့ပါနဲ့နံပါတ်49သူတစ်ပါးကိုဘယ်တော့မှစိုက်မကြည့်ပါနဲ့နံပါတ်48အကူအညီပေးခဲ့ဘူးတဲ့သူတွေကိုမမေ့ပါနဲ့နံပါတ်49အခွင့်အရေးကောင်းတွေကိုလက်လွတ်မခံပါနဲ့နံပါတ်50အရေးကြီးတဲ့ကိစ္စတစ်ခုကိုတပြိုင်တည်းမလုပ်ပါနဲ့ နံပါတ်51တခါလမာမီယာနဲ့ကိုကိုကိုအမြဲတမ်းအပြစ်တင်နေပါနဲ့နံပါတ်52ကိုညီစနေဆိုရင်သူတစ်ပါးအလုပ်လုပ်ပြီးတဲ့အထိငြိမ်သက်နေပါနဲ့နံပါတ်53စည်းစုတင်တပ်ဖို့မမေပါနဲ့နံပါတ်54အတိမတ်ပြူကိုမမေပါနဲ့နံပါတ်55မိသားစုထမင်းဝိုင်းမှာဖုန်းမသုံးပါနဲ့နံပါတ်56မတော်တဆအမှားအတွက်တင့်ကိုတင်ခွင့်လို့ဖို့မမေပါနဲ့နံပါတ်59 အသက်ရှင်ဖို့အတွက်ဟာတာရီမိဝဲဖို့မမေ့ပါနဲ့နံပါတ်58တဖတ်သားကို မလေးမစားမဆက်ဆံပါနဲ့နံပါတ်59အချက်ပြုတ်တင်ယူဖို့မမေ့ပါနဲ့နံပါတ်60ဘဝဝန်တွေဖြစ်တင်မှုမမေ့ပါနဲ့နံပါတ်61နမိတ်တလုံးကိုလလွေနဲ့တည်စားလို့မရဘူးဆိုတာကိုမမေ့ပါနဲ့နံပါတ်62တယောက်တည်းနေတတ်အောင်ကြိုးစားဖို့လည်းမမေ့ပါနဲ့နံပါတ်63မိဘကိုအလေးထားဖို့မမေ့ပါနဲ့နံပါတ်64 အလုတ်ကိုအလုံးနဲ့တူအောင်လုပ်ဖို့မတွန့်ဆုံပါနဲ့နံပါတ်65ဧကံကျွေးမွေးသူတွေကိုကျေးဇူးတင်စကားပြောဖို့မမေ့ပါနဲ့နံပါတ်66နားမလည်တာကို ပြန်မေးဖို့မတွန့်ဆုံပါနဲ့နံပါတ်69မိသားစုအလေးထားဖို့မမေ့ပါနဲ့နံပါတ်68စကားဆိုတာပြောပါများရင်အမားရီပါလာတက်တယ်ဆိုတာမမေ့ပါနဲ့နံပါတ်69ကိုဝါပဲစကားတွေပြောဖို့မကြိုးစားပါနဲ့နားထောင်မှုလည်းကြိုးစားပါနံပါတ်90 နှုတ်ကိုစောင့်စည်းဖို့မမေ့ပါနဲ့နံပါတ်27လိုဂျင်နာရီရောက်ဖို့အတွက်စူးစမ်းရမယ်ဆိုတာကိုမမေ့ပါနဲ့နံပါတ်22ငငယ်ရပွေးချီခဲ့ပူတဲ့မိဘရရဲ့လက်ကိုမမေ့ပါနဲ့နံပါတ်23လူရိုင်းဟာကိုယ့်အလုပ်ကိုလုပ်နေကြရဲဆိုတာကိုမမေ့ပါနဲ့နံပါတ်24ရုပ်ရှင်ုံထဲမှာစကားမပြောပါနဲ့နံပါတ်25လူရိရှိမှမကြွားပါပါနဲ့နံပါတ်26အလုံးများများလောက်ပါစကားများများမပြောပါနဲ့ နံပါတ်89ကိုကိုကူအချိန်ပေးဖို့မမေ့ပါနဲ့နံပါတ်88လူတိုင်းမှာအခက်အခဲကိုစီရှိနေကြတယ်ဆိုတာကိုမမေ့ပါနဲ့နံပါတ်89လူကြီးမိဘတွေကိုအချိန်ပေးဖို့မမေ့ပါနဲ့နံပါတ်80ခလီမဆာမာနဲ့နံပါတ်81ကိုချစ်ခင်ရတဲ့သူတွေအတွက် ကိုဟာဘလောက်အရေးပါတယ်ဆိုတာကိုမမေ့ပါနဲ့နံပါတ်82စူးစမ်းရင်အရာရာဖြစ်နိုင်တယ်ဆိုတာကိုမမေ့ပါနဲ့နံပါတ်83 ဘသူကောမှညနေတကဖုန်းမဆက်ပါနဲ့နံပါတ်84ကိုတံမိုးကိုလူရာထပ်ပို့ပြီးတော့မရောမိပါစေနဲ့နံပါတ်85အသေးဘွဲရိယာစသတိထားဖို့မမေ့ပါနဲ့နံပါတ်86အလုံးမှာအင်ဒရီယာရဝစ်စံမှုမမေ့ပါနဲ့နံပါတ်89မအားတာနဲ့ပြင်းရတာမတူဘူးဆိုရာကိုမမေ့ပါနဲ့နံပါတ်88တင့်အမေဟာတင့်အတွက်အမြဲအရေးပါတဲ့သူဆိုရာကိုမမေ့ပါနဲ့နံပါတ်89 ျော်ရွှင်မှုကိုရှာဖွေဖို့မတွန့်ဆုတ်ပါနဲ့နံပါတ်90နိုင်ငံတော်တချင်းစာသားတွေကိုမမေ့ပါနဲ့နံပါတ်91အလောက်ဟူသည်။ကုန်ရှိစွာဆိုတာကိုမမေ့ပါနဲ့နံပါတ်92ပဝင်းကျင်ကိုအလေးထားဖို့မမေ့ပါနဲ့နံပါတ်93ပန်းနိုင်ကိုအရောက်သားဖို့မပြင်းပါနဲ့နံပါတ်94အိပ်ဆက်ခြင်းတွေပဲအချိန်တွေကုန်ဆုံးမသွားပါစေနဲ့နံပါတ်95ဘာသာတရားမမေ့ပါနဲ့နံပါတ်96ပရာဟိတတွေလောက်ဖို့မမေ့ပါနဲ့ နံပါတ်69လူရရဲ့အကြောင်းကိုလူရဆရာနေပဲတင်ယူရမယ်ဆိုတာကိုမမေ့ပါနဲ့နံပါတ်68ရိုးသားတာနဲ့ရိုးအားတာမတူဘူးဆိုတာကိုမမေ့ပါနဲ့နံပါတ်69သူများပြောတဲ့စကားတိုင်းကိုလွယ်လွယ်မရှုံပါနဲ့နံပါတ်100အပြောတာရှိပြီးလက်တွေမလုပ်တတ်တဲ့သူမဖြစ်ပါစေနဲ့